စစ်တပ်ကရွေးကောက်ပွဲဝါဒဖြန့်လှုပ်ဆော်ဖို့အမှုပညာရှင်တွေကိုဖိအားပေးအသုံးချတယ်လို့တစ်ဖက်မှာလည်းစစ်တပ်နဲ့ဆက်ဆက်သူတွေကိုဝါဒဖြန့်ချီရေးတွေမှာပါဝင်တဲ့အမှုပညာရှင်တွေကိုအားမပေးခြင်းဖြင့်သပိတ်မောက်ဆန့်ကျင်ဘွိုက်ကော့လုပ်ကြဖို့တော်လင်ရေးအင်အားစုဘက်ကဇက်တိုက်လှုံ့ဆော်တာတွေလည်းအားကောင်းမှုရှိနေပါတယ်။ဘွိုက်ကော့လုပ်တဲ့အခါမှာဘလို့စီစစ်တမတ်ချက်တွေနဲ့လောက်ကင်ကြတယ်လဲဆိုတာနဲ့ပတ်သက်ပြီးဘွိုက်ကော့လုပ်ဖို့တိုက်တွန်းလှုံ့ဆော်ပေးနေတဲ့ FNCC ဘာမအဖွဲ့ကို DVV သတင်းတောက်ဇွဲတစ်ကဆက်သွယ်မိမြန်ထားပါတယ်ရှင်။ အခုဒီ boycott လောက်တာအရှိန်အကောင်းလာတဲ့အချိန်မှာစစ်တပ်ထောက်ခံဥပညာရှင်တွေကလည်း boycott ကိုကြောက်လာတာတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့တစ်ဖက်မှာလည်းတချို့က boycott လောက်အကောင်းမသိသေးတချို့ကလည်းတိတိယက်နဲ့မလုပ်ကြသူတွေလည်းရှိတော့ဒီပုံမှာရောဘယ်လိုမျိုးပြောချင်ပါလဲဗျ။တချို့ကြတော့ boycott ဆိုတာဘာမှန်းကိုမသိကြဘူး။အဲ့ဒီ boycott ဆိုတာဘာမှန်းကိုမသိကြတဲ့သူတွေကိုကြတော့တိတိချာချာရှင်းပြရမယ်။တိတိချာချာအတိမျှဝေရမယ်။တိတိချာချာသူတို့ဒါနဲ့ပတ်သက်ပြီး boycott ဆိုတာဘယ်လောက်ထိ ပြောင်းလဲလို့ရတယ်ဘယ်လောက်ထိဒီအမှုပညာရှင်တွေကိုဖိအားပေးလို့ရတယ်ဘယ်လောက်ထိဒီလူတွေကိုတုံ့နှုတ်စေလဲဆိုတဲ့အကြောင်းအရာတွေသိရှိအောင်ကျွန်တော်တို့ကလူလူကြားထဲမှာအဲ့လိုသတင်းဖြန့်ဝေဖို့လိုတယ်ပေါ့နော်အဲ့ဒီဘွိုင်းကော့ဘာမှမသိသေးတဲ့သူတွေအပြင်ဒီဘွိုင်းကော့တင်တဲ့သူတွေပြန်ဖုတ်ခတ်တဲ့ကိစ္စတွေရှိတယ်ပေါ့ပြန်ဖုတ်ခတ်တဲ့ကိစ္စတွေမှာကြတော့အဲ့ဒီလူတွေကအမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင်တွယ်ဝိုက်တဲ့နည်းနဲ့ဒီ စစ်တပ်ကိုထောက်ခံနေတဲ့သူတွေဖြစ်တယ်လို့တွယ်ဝိုက်တဲ့နီးနဲ့ဒီအမှုပညာရှင်တွေကိုထောက်ခံတဲ့သူတွေအဲဒီတော့ကျွန်တော်တို့ကဘတ်တပတ်ထဲအနေနဲ့ရွေးပြီးကြည့်မယ်ဆိုလို့ရှိရင်သူတို့သူတို့ဒီအမျိုးအစားနှစ်ခုကအတူတူပဲခွဲပြီးမြင်စရာမလိုဘူးတခွဲတည်းလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီအမှုပညာရှင်ရဲ့လုံဆောင်ချက်တွေဒီပြည်သူလူထုရဲ့စံနာနဲ့စန့်ကျင်တဲ့အတွက်ကျွန်တော်တို့ကဘိုက်ကော့လုပ်တာဆိုတော့အဲ့ဒီဘိုက်ကော့လုပ်တဲ့ဟာကိုပြန်ပြီးပုတ်ခတ်တာဒီ ဒီလုံဆောင်မှုကိုစန့်ကျင်တာလည်းအတူတူပဲအဲ့တော့ကျွန်တော်တို့ကသူတို့ကိုဘက်တစ်ဖက်တည်းအဖြစ်မြင်ရမယ်ဒီချိန်တွေပေါ်မှာရောကိုရိုနာနဲ့ဘွိုက်ကော့ဆက်လုပ်ကြဖို့ဘယ်လိုမျိုးတိုက်တွန်းချင်ပါလဲအဲ့တော့ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီးတော့တိုက်တွန်းရမလဲဆိုတော့လူလူကြားထဲမှာဘွိုက်ကော့ဆိုတာကဘလူဘွိုက်ကော့ဒီဘလောက်ထိတည်ရောက်မှုအကောင်းနေဘလောက်ထိဘေးကင်းပြီးတော့လူတွေရဲ့စိတ်ဆန္ဒပြင်းထန်မှုကိုပြသလို့ရတယ်လူတွေဟာဒီလူပညာရှင်တွေလှုပ်ချင်တိုင်း တို့ပြောဆိုခြင်းတိုင်းတို့စိတ်ဆန္ဒရှိတိုင်းပြောလိုက်တိုင်းခံမဲ့သူတွေမဟုတ်ဘူးဆိုတာကိုဖော်ပြဖို့အတွက်ကျွန်တော်တို့ကဘွိုက်ကော့လုပ်ကြဆိုတော့အဲ့ဒီအချိန်အားကောင်းအောင်အဲ့ဒီအသိပညာနဲ့ပတ်သက်လို့ဒီဘွိုက်ကော့နဲ့ပတ်သက်တဲ့အသိပညာတွေအကုန်လုံးကိုကျွန်တော်တို့ကလူလူကြားထဲမှာမြန်းမြန်းပြန့်နှံ့အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီတက်ရောက်မှုအားကပိုပြီးတော့တောင်ကောင်းလာပြီးတော့ဒီအနုပညာရှင်တွေစစ်တပ်ကိုထောက်ခံတဲ့အနုပညာရှင်တွေဆိုတဲ့သူတွေအကုန်လုံးကိုတော်တော်ကြီးကြီးမားမားလှုပ်ခတ်စေမယ်တုံလှုပ်စေမယ်ပေါ့ ောက်တစ်ခုကဒီ boycott post တွေတင်တဲ့အခါမှာအချက်လက်တွေမှန်ကန်အောင်နဲ့သတင်းမားတွေမတင်မိအောင်ရောဘယ်လိုမျိုးစီစစ်တင်ရပါလဲဗျ။အဲကျွန်တော်တို့အနေနဲ့ဘာပြောချင်လဲဆိုတော့အချက်လက်မှန်ကန်ရေးကတော်တော်ရေးကြီးတယ်ဆိုတော့လည်းတွေ့ရတယ်။ပြီးတော့ကျွန်တော်တို့တောင်မှအမှားရင်းရှိတယ်ပူပါတယ်မရှိဘူးမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်လို့စီစစ်တဲ့ပိုင်းမှာတော့တော်တော်တင်းကျပ်မှရမယ်။အဲ့လိုမစီစစ်နိုင်ဘူးဆိုလို့ရှိရင်မဆိုင်တဲ့သူတွေကိုတွားပြီးတက်ရောက်စီတဲ့အခါကြောင့်လို့ရှိရင်အဲဒီလှုပ်ရှားမှုကတော်တော်ကြီးကို ဟိုအစွန်းရောက်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်သွားမှာပေါ့လေဆိုတော့အဲ့တော့တတော်ကြီးကိုအစွန်းရောက်တဲ့လှုပ်ရှားမှုမဖြစ်ဖို့အတွက်ကကျွန်တော်တို့ကလုပ်ရက်ကလည်းမှန်ရမယ်စီစစ်တဲ့အပိုင်းကလည်းမှန်ရမယ်လှုပ်ဆောင်ချက်ကလည်းမှန်ရမယ်ဆိုတော့ why cause ဆိုတာဒီလူတစ်ဖက်သားကိုရွေကျဲရှိရှိဟိုမတရားနင်နာစီတဲ့ကိစ္စမျိုးမဖြစ်ဖို့ကလည်းအရန်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကတည်တည်ချာချာစစ်စစ်တင်တယ် အတီးတီးချာချာ background တွေတီချာလိုက်တင်တယ်တီးတီးချာချာအချက်လက်တွေစစ်ဆေးပြီးတော့အာဒီလူဟာမတရားမှုတွေအလူရက်တည်နေတယ်ဒီစေအုပ်စုကိုထောက်ခံတယ်တွေဝိုက်တဲ့နီးနဲ့ထောက်ခံတာပဲဖြစ်ဖြစ်ဒီစေအုပ်စုနဲ့ဒီပတ်သက်တဲ့ဒီအတူရောင်ရွက်ောက်ပွဲကိုဒီ promote လုပ်ပေးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေသူတို့လုံနေပြီဆိုလို့ရှိရင်သူတို့ကတော့အချက်လက်ပြည့်စုံစွာနဲ့တေချာပေါ်ထုတ်ပြီးတော့ပြင်းပြင်းထန်ထန်ဝိုက်ကော့လုပ်အောင်ပါပေါ့နော်ဆိုတော့အချက်လက်တွေစီစစ်တဲ့အခါမှာလေကျွန်တော်တို့ကဒီလူဟာဒီစစ်တပ်မျိုးနွယ်လား စစ်တပ်ရဲ့မျိုးဆက်လားဒါမှမဟုတ်သူ့ရဲ့ background data မှာစီးပွားရေးအရာစစ်တပ်နဲ့ဆက်ဆက်သလားအဲသူတို့ဒီ chrony လားအဲသူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စတွေဒီဘာကိစ္စတွေလဲသူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့စီးပွားရေးတွေကဘာတွေလဲအဲ့လောက်ထိကိုတည်တည်ချာချာ like စစ်ဆေးတင်နေမှားလဲမမှားသိဘူးမှားသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ boy code လောက်ရှာမှုမှာအကြီးကြီးပြဿနာတွေလည်းတက်ရောက်လာနိုင်တယ်လို့အကြီးအကျယ်အမှားယွင်းမှုတွေလည်းတက်ရောက်လာနိုင်တယ်ပြီးတော့လူအဖွဲ့အစည်းအတွင်းမှာလည်းရှုပ်ထွေးမှုတွေဖြစ်လာနိုင်တဲ့အတွက် အဲ့ fact checking လုပ်တဲ့ကိစ္စတော့တော်တော်ကြီးကိုစီးစစ်ပြီးတော့တော်တော်ကြီးအရေးတူလုပ်ပြီးတော်တော်ကြီးစီးစစ်ပြီးလုပ်ဆောင်ရမယ့်ကိစ္စပါအဲ့ကျွန်တော်တို့ကစီးစစ်မှုကိုပို့ပြီးတော့ဂယူဆိုင်ကမယ်ပို့ပြီးတော့နှင်းချက်ကမယ်လုံးဝအမှားယွင်းမရှိအောင်လေဂယူဆိုင်ကမယ်ဒါမှမဟုတ်ကျွန်တော်တို့ဘွိုင်းကုတ်လုံချောင်းမှုကထက်ခါထက်ခါပို့ပြီးအားကောင်းလာမယ်အားကောင်းလာတဲ့အပြင်လူလူရဲ့ယုံကြည်မှုမြင့်လာတာနဲ့အမြဩငါတို့ကိုသူတို့ကကြောက်ပါလားဆိုတဲ့စိတ်ကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ရိုက်သွင်းနိုင်ပြီဆိုတဲ့ line တစ်ခုကိုရောက်လာပြီဆိုလို့ရှိရင် တော်တို့ boycott လုပ်ရှာမှုကိုဘယ်ပြည်တွင်းမှာရှိတဲ့ဘယ်အမှုပညာရှင်ကမှအထင်သေးတော့မှမဟုတ်တယ်လို့လူထုကိုလည်းမလေးမစားလုပ်ရတော့မှမဟုတ်ဘူးဗျ။